ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ตายရတဲ့မနက်ခင်းလေးတခုမှာတော့အမေကြီးတယောက်ကသူ့ရဲ့ချွေးမလေးကိုလာနိုးပါတယ်။ဟဲ့ချွေးမလေးထားတော့ထားတော့အမေအာလူတွေပြုတ်ဖို့ဂျန်အိုးရဲထည့်ထားတယ်။တမီးဒီနေ့မနက်စာအတွက်အာလူပူရီလုပ်လိုက်နော်။အမေကိုမကြီးကဖုံးဆက်ထားတယ်။သူဒီနေ့အိမ်ကိုလာမယ်တဲ့။အဲဒီချိန်မှာပဲယောက်ျားလေးတယောက်ကအခန်းထဲကိုလမ်းလျှောက်လာပါတယ်။ အမေကြီးကျွန်တော့်ရဲ့ဦးလေးကအိမ်ုံနောက်ပတ်မှလာရမှာလေအမေကိုကောင်းလေးဘက်ကလာမဲလာအတွက်ရဲချင်းရှင်နေဆိုပြီးတော့ပြောလို့လေအဲ့ဒါကြောင့် तू ကအိမ်ကိုဆော့ဆော့ထွက်လာတာ तू ကဈေးဝယ်ဖို့ဒီကိုရောက်လာတာလေသူ့ရဲ့ရွာကနေဒီကိုဆိုရင်ကားမောင်းရင်နှစ်နာရီလောက်ပဲဝေးတာမကြခင်မှာ तू ရောက်လာလိမ့်မယ်သူ့ရဲ့မကြီးကလည်းမြို့ထဲမှာနေတာဆိုတော့မကြီးနဲ့အတူတူဈေးဝယ်ထွက်မယ်ထင်တယ်အဲ့ဒါကြောင့်အမေတို့တွေမနှက်စာတော့လှုပ်ထားရမယ် ။တချို့ကိုတော့အိမ်မှာလုပ်ပြီးပြီ။တချို့ကိုတော့အပြင်ရောက်ဝင်ရမယ်။အမေစိတ်မပူပါနဲ့။အဲဒီကိစ္စရေအတွက်တမိအကုန်လုံးစီစဉ်ပေးပါမယ်။အမေတမိပြတော့နားထောင်အောင်။ဈေးကနေဝင်ရမယ်မနက်စာစင်းကိုရေးပေးလိုက်။ဝင်ရမယ့်အရာတွေကိုတမိကသွားဝယ်လိုက်မယ်။အန်ဇူးကလူတယောက်ကိုတကယ်နားလဲတက်တဲ့သူပါအမေရဲ့။အမေကြီးရဲ့ချွေးမလေးကအိမ်ထောင်သက်တစ်နှစ်ပဲရှိသေးပေမဲ့လည်းရောက်ရောက်ချင်းပဲအိမ်မိုးကိစ္စအလုံးကိုကောက်ကောက်မမွန်းနဲ့တာဝန်ယူထားနိုင်ပါတယ်။ အန်ဇူကလည်းသူမရဲ့ရောက်ခမတွေကို အလွန်လေးစားပြီးတော့အကောင်းဆုံးဂရုစိုက်နေရှိတယ်။ဒီနေ့မှလည်းအိမ်ကိုဦးလေးအတော်နဲ့ဂူဒီရဲ့ရောက်ခမတွေရောက်လာမယ်ဆိုတာကိုကြားတဲ့အခါအန်ဇူကဟင်းပွဲတွေအများကြီးပြင်ဆင်ပေးထားပါတယ်။မိမကိုရိုရီကအန်ဇူလိုချွေးမမျိုးလေးရထားတဲ့အတွက်တကယ်ကိုကံကောင်းတယ်နော်။အိမ်ကိုသူရောက်လာတာကြည့်ပါဦး။အခုတော့အချစ်ကလေးဘာမှစိတ်ပူကြမလို့တော့ဦးလေ။အခုဆိုရင်အန်ဂျူကမိမလောက်ကမဲ့အရာတွေအားလုံးကိုတာဝန်ယူသွားပြီလေ။ ဟုတ်တယ်ကိုအန်ဂျိုးမိဖို့ကြောင့်မရှိနေရင်ချစ်ဘာမှစိတ်ပူစရာမလိုဘူးအန်ဂျိုးကအရာရာကိုအရန်ကောင်းကောင်းကင်တွေတက်မယ်ဆိုတာကျမသိရယ်ပြီးတော့အန်ဂျိုးကအရန်ထက်မြက်တယ်အဲ့ဒီချိန်မှာပဲဧည့်သည်အားလုံးရောက်လာကြတယ်လီလာရဲ့ရောက်ခမမကြီးနဲ့သူတို့ရဲ့သမီးဂူဒီတို့ကမကြခင်လက်ထပ်တော်မဲ့သူတွေပဲဖြစ်ပါတယ်ဂူဒီရဲ့ရောက်ခမအင်ကလူတွေအားလုံးကတော့သူတို့အချင်းချင်းပဲစကားပြောနေကြတယ်ဂူဒီရဲ့ရောက်ခမဖြစ်သူကလည်း ဂူဒီကိုတောက်လျှောက်စိုက်ကြည့်နေတယ်။ဘာဖြစ်တာလဲ?ဂူဒီ၊တမီးဘာလို့ခေါင်းအမြဲတမ်းကုပ်နေရလဲ?တမီးရဲ့ခေါင်းမှာတန်းတွေများကြီးရှိနေလို့လား?မဟုတ်ပါဘူး။မဟုတ်ပါဘူးအမရဲ့။ကျမတို့တွေရွာကနေကားနဲ့ထွက်လာတော့ကလေလမ်းမှာဖုန်တွေကလည်းအရန်များတယ်။ပြီးတော့ဂူဒီကခေါင်းမလျှော်ရသေးတာနှစ်ရက်ရှိပြီလေ။အာတမီးကနှစ်ရက်သုံးရက်လောက်ခေါင်းမလျှော်ရသေးပါဘူးအဲ့ဒါကြောင့်အခုခေါင်းကအရမ်းရနေတာပါ ဲ့ဒါဆိုလဲပြီးတာပဲညီမလေးတို့ဘာလို့လဲဆိုတော့ခေါင်းထဲမှာတန်းရှိရဲဆိုတာအရန်ဆိုးရတဲ့အရာပဲလေငါတို့ကသာအဲ့ဒီအကြောင်းကို မသိလိုက်ဘူးဆိုရင်တမီးကိုလက်ထပ်ပြီးသွားရင်အိမ်ခေါ်သွားရမှာအလို့သာဆိုတမီးအမေတို့အိမ်ရောက်သွားရင်လူရိုင်းရဲ့ခေါင်းကိုကူးဆက်သွားမှာစိုးရိမ်လို့ပါအမားရဲ့ရက်ွက်ထဲမှာမိန်းကလေးတယောက်ရှိတယ်သူမရဲ့ချွေးမကလေခေါင်းမှာတန်းမပြဘူးအမားတို့ဆိုသူ့ကိုမြင်တိုင်းခေါင်းကိုကင်ထားတာနဲ့သူ့ရဲ့ခေါင်းကိုအမြဲတမ်းကောက်နေတာနဲ့ပဲ သူ့ရဲ့ကောင်းကအဲ့လိုမျိုးအမြဲတမ်းရှားနေတာအဲ့ဒါကြောင့်ပဲအမားတို့စီမှာဆိုရင်မိန်းကလေးတယောက်အိမ်တောင်ကြရင်သူမမှာတန်းရှိနေတယ်ဆိုရင်အဲ့ဒီတန်းတွေကပါသူမနဲ့အတူတူမိသားစုတွေကိုလက်ထပ်ပါသွားတယ်ဆိုပြီးတော့ဆိုရိုးရှိတယ်အမားဆိုလိုချင်တာကတော့သူ့ရဲ့တန်းတွေကဘယ်တော့မှမပြောက်ဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးအမရဲ့ကျမတို့ရဲ့အိမ်မှာဘယ်သူမှတန်းမရှိကြပါဘူးစိတ်မပူနဲ့နော်ဂူဒီတမီအခုပဲဈေးသွားတော့မှာမလား အဲ့ဒီခါကျရင် တခုခုလောက်ခဲ့လိုက်နော်ဒီနေ့ညဘက်ကျရင်လဲသမီးကိုတရှာလျှော်လိုက်နော်သမီးလည်းတည့်ရတိုင်းအခုကနွေရသည်ဆိုတော့လေညဘက်မှာတော့ခေါင်းလျှော်လို့ရတယ်ဂူဒီကလူတိုင်းကိုလိမ့်လဲနေခဲ့တာဖြစ်ပြီးတကယ်အမှန်တရားကတော့သူ့ရဲ့ခေါင်းမှာတန်းတွေအများကြီးရှိနေပါတယ်အဲ့လိုနဲ့ဂူဒီရဲ့မိခင်နဲ့ရောက်ခမလောင်းတွေကအိမ်ကိုပြန်သွားကြတယ်နောက်တနေ့မနက်မှာတော့ဂူဒီကခေါင်းလျှော်ပြီးတော့သူမရဲ့ဇပင်တွေကိုခါကာ တပတ်ကိုလည်းခြံဝန်းထဲမှာလမ်းထားလိုက်တယ်။အဲဒီချိန်မှာပဲလီလာတယောက်ကရေချိုးဖို့အတွက်သွားတဲ့အချိန်ဂူဒီကောင်းခါပြီးတော့ကျိုးပေါ်တင်လန်းထားတဲ့တပတ်မှာတန်းတွေကတ်နေတာကိုတွေ့လိုက်ရပါတယ်။ဂူဒီနင်ဒီတပတ်ကိုကျိုးပေါ်လမ်းတင်တာ ဟုတ်တယ်မလား။ဟုတ်တယ်လေအတော်ကျမလမ်းထားတာပါ။တမီးဒီတပတ်မှာကတန်းတွေအများကြီးကတ်နေတာ။အဲ့ဆိုတော့တမီးရဲ့ခေါင်းမှာတန်းတွေရှိနေတာပေါ့။အဲ့ဒါကြောင့်ပဲတမီးကခေါင်းကုပ်နေတာ။ မီးအတော်တော့ကိုလိန်ခဲ့တယ်။အဲ့ဒါအယမ်းမားတာပဲဂူဒီရဲ့။ဟဲ့လီလာ။ဦးလေးတမီးကိုရောတမီးရဲ့အမေကိုရောခေါင်းတန်ရှင်လို့ဖို့အတွက်ဘဏ္ဍာကပြောရမှာလဲ။တမီးတို့တွေကခေါင်းလျှော်ပြီးခေါင်းကိုစီလင်းနေနေလိမ့်ပြီးတော့ခဏထိုင်တာလည်းမလုပ်ကြဘူး။တမီးရဲ့အမေကိုလည်းခေါင်းကိုတန်ရှင်ခိုင်းတာမလုပ်ဘူး။ဦးလေးမြင်လိုက်ခေါင်းလျှော်ပြီးတော့သပင်ချပြီးရှောက်သွားနေတာပဲ။ငါသူ့ကိုဒီပြဿနာတွေနှစ်နဲ့ချီပြီးတော့မြင်နေရတာ။ तू ကကိုကိုကိုပဲတော့မှခယူးမဆိုင်ဘူး။ ။အော်အကိုရကျမလည်းဘာလုံးနိုင်မှာလဲ။ကျမမှလည်းနီးလန်းမရှိတော့ဘူး။ကျမအကုန်စူးစမ်းပြီးပြီလေ။ဂူဒီရဲ့စပင်ကို ရှင်းဖို့လုပ်ပေမဲ့လည်းရမှမရတာ။ကျမအများကြီးစူးစမ်းပြီးပြီ။ဒါပေမဲ့အဆင်မပြေဘူး။ဦးလေးအခုတော့မကောင်းတော့ဘူးလေ။ဂူဒီကမကြခင်မှာလက်ချက်ရတော့မှာ။လက်ချက်ပြီးရင်ညမလေးရဲ့ရောက်ခမတွေကသာဒီဆောင်ကိုတိသွားရင်တော့သူတို့ကိုလိန်ခဲ့တယ်ဆိုပြီးတော့အရန်စိတ်မကောင်းဖြစ်သွားကြလိမ့်မယ်။ဟုတ်တယ် သူတို့တွေကမနေ့ကလည်းအဲ့ဒါပဲပြောနေတာနောက်ကျရင်ဘာတွေဆက်ဖြစ်မလဲသူတို့ကနှစ်ရက်နေလို့အိမ်ပြန်လာရင်ငါတို့တွေတမီးကိုဘာမှမတင်ပေးဘူးလို့ပြန်ကြားရတော့မှာနင်တို့တွေဒီမှာရံမဖြစ်ကြပါနဲ့ဟာကဲကိစ္စမရှိဘူးထားလိုက်ပါ အခုမနက်စာအစင်းနေဖြစ်နေပြီလေလာကိုဒီလာတမီးလည်းမနက်စာလာစားလေဦးလေးတမီးဘိုင်းမစားသေးပါဘူးခဏနေမှာပဲမနက်စာလာစားပါမယ် ကိုဒီတယောက်ကလေကားချစ်ပေါ်ကိုငိုပြီးတော့ပြေးတက်သွားတယ်။အိုးငါညမချွေးမှလေရဲ့။ဘာလို့ငိုနေရလဲ။မင်္ဂလာဆောင်မှုအချိန်တွေအများကြီးကြံသေးရဲ့လေ။ညမလေးအခုငိုနေတာကိုရက်လိုက်ပါ။မဟုတ်ရင်ဘသူကမြန်ညမလေးကိုလက်ချက်ပွဲမှာလာငိုပေးမှလဲ။အမရာစကားပြောနေတာကိုရက်လိုက်ပါ။ညီမနဲ့ဒီလက်ထပ်ပွဲက ဖြစ်ပါမလားတော့မသိဘူး။ကျမရောက်ကမအိမ်မှာရှိတဲ့ဘသူမဆိုကျမမှာတန်းနေရှိနေတာကိုသိသွားရင် ကြီးဆက်ဆိုင်ရေကိုသူတို့ကညင်းလိုက်မယ်။မလုပ်ပါနဲ့မလုပ်နဲ့မပြောပါနဲ့ညီမလေးရဲ့။အဲ့လိုမျိုးစိတ်ပြက်စရာစကားမျိုးမပြောပါနဲ့။စိတ်မပူနဲ့ညီမလေး။အမရဲ့စကားကိုနားထောင်လိုက်ပါအောင်။ဟုတ်တယ်မလား။ညီမလေးဒီတန်းတွေကိုဖယ်ရှားပြစ်ဖို့လိုတယ်မလား။ဟုတ်တယ်အမ။ကျမလည်းသူတို့တွေကိုဘလို့ဖယ်ရှားရမလဲဆိုတော့ကြာကြာတွေးနေတာဒါပေမဲ့ဖြည့်ရှင်းချက်ကမရှိဘူးလေဖြည့်ရှင်းချက်မရှိဘူးဆိုတော့လုံးဝမဖြစ်နိုင်ပါဘူး ်ညီမလေးအမနဲ့အတူတူအရေးပြားဆရာဝန်စီကိုလိုက်ခဲ့မလားဒီဘက်ခင်မကခေါင်းလျှော်ရည်တွေစေဝါနဲ့ကုသမှုတွေအများကြီးရနိုင်တယ်လေအဲ့အရာကညီမလေးရဲ့တန်းတွေကိုဖယ်ရှားပေးနိုင်တယ်ညီမလေးအဲ့ဒါကိုမြင်ရလိမ့်မယ်ဒီတန်းတွေကမကြခင်မှာအယမ်းမြင်မြန်နဲ့ပြောက်ကင်းသွားလိုက်မယ်ဆိုတာကိုပေါ့အခုညီမလေးမနှက်စာစားပြီးတော့အမြန်ပြင်ဆင်လိုက်နော်အမတို့တွေဆရာဝန်ရှိကိုသွားကြမယ်ဂူဒီတယောက်ကအန်စုရဲ့စကားကိုကြားပြီးတော့ဝမ်းသာအားရဖြစ်သွားခဲ့ပါတယ် နှစ်ယောက်သားကမနက်စာကိုအမြင်စားပြီးတဲ့နောက်မှာသူတို့နှစ်ယောက်စလုံးကနမဲကြီးအရေးပြအချို့ကိုဆရာဝန်စီကိုသွားကြတယ်။အန်ဂျူးကဆရာဝန်ကိုသူမညီမလေးရဲ့ပြဿနာရှင်းပြလိုက်တယ်။စိတ်မပူနဲ့ဒီကောင်းလျှော်ရီကဂူဒီရဲ့ကောင်းကိုလုံးဝတန့်ရှင်းသွားစေလိမ့်မယ်။ပြီးတော့တမီတမီးရဲ့ကောင်းကိုတတ်နိုင်သမျှတန့်ရှင်းအောင်ထားနော်။တန့်ရှင်းအောင်ထားဖို့ကြိုးစားရင်းနဲ့ပြန်ကောင်းလာရင်လေဒီကောင်းလျှော်ရီနဲ့ဒီဆေးကိုတော့ဆက်သုံး။တမီးရဲ့ကောင်းကတန်းတွေကထောက်ပြကင်းသွားလိမ့်မယ်။ တမီကုသမှုကိုလည်းမမှန်လို့နော်ဟုတ်ကဲ့ဆရာဝန်တမီဆရာဝန်ပြောတဲ့အတိုင်းလုပ်ပါမယ်ကျေးဇူးတင်ပါတယ်ဆရာဝန်အန်ဇူးကစေးဆိုင်ကစေးဝါးရီအလုံးကိုယူပြီးတော့အင်ရောက်တာနဲ့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းကုတီရဲ့ကုသမှုကစတင်မြောင်းမှာတက်တာလာခဲ့တယ်ကုသမှုတွေပြီးတဲ့နောက်တစ်ပတ်အတွင်းမှာတော့ရာလတ်တွေကတိတိတသားနဲ့ကိုချက်ပေါ်လာပါတယ် ကုတီရဲ့ကောင်းကအတန်းများစွာတန်ရှင်းသွားပြီးတော့သူမမင်္ဂလာဆောင်တဲ့နေ့ကိုရောက်လာတဲ့အခါမှာလည်း ။သူမရဲ့ခေါင်ကတန်းတွေလုံးဝခင်းစင်သွားပါပြီ။မမအန်ဂျူကျေးဇူးများကြီးတင်ပါတယ်။အမညမကိုဒီလိုကြီးမားရဲ့ပြဿနာတွေကနေကယ်တင်ခဲ့တယ်လေ။ဒီတန်းတွေကသမီးရဲ့ခေါင်မှာအရန်ဒုက္ခပေးနေတာ။သမီးအရန်ပင်ပန်းခဲ့ရမယ်မယ်လေ။မှန်ကန်တဲ့နီးလန်းတွေနဲ့မှန်ကန်တဲ့ကုသမှုတွေကိုမလုံးနိုင်တဲ့အတွက်အထောက်အကူမဖြစ်ခဲ့ဘူး။ကျေးဇူးများကြီးတင်ပါတယ်မ။ညီမမအမသာမရှိရင်ဘာတွေဆက်ဖြစ်သွားမလဲတော့မသိဘူး။ညီမလေးကူဒီ မြမလေးကအမရဲ့ညီမငယ်လေးပဲမြမလေးကအမချစ်ရတဲ့ညီမချွေးမလေးလေမြမလေးကိုကူညီနိုင်ခဲ့တာကပဲအမအတွက်အရေးကြီးဆုံးပါမြမလေးပြောရင်အမလည်းပြောပါတယ်လီလာငါတို့အားလုံးအန်ဇူးကိုချွေးမမျိုးကိုရတဲ့အတွက်တကယ်ကံကောင်းတယ်အန်ဇူးကငါတို့ရဲ့ရှေးဘွားကပလဲလေးတဝင်ဖြစ်ခဲ့မင်းနဲ့တူတယ်နော်အင်းကျမတို့တွေငွေလူခဲ့ကြလားမသိဘူးအဲ့ဒါကြောင့်ကျမတို့တွေက အန်ကျူးလိုမျိုးအံ့ဩစရာကောင်းတဲ့ကျွေးမလေးကိုရခဲ့တာလေလူတိုင်းကလည်းအန်ကျူးကိုချီးကျူးကြပြီးရန်နှင်းငယ်စားပြီးတဲ့နောက်မှာဂူတီရဲ့မင်္ဂလာပွဲကိုခမ်းနားစွာနဲ့ကျင်းပခဲ့ပါတယ်ဂူတီတယောက်ကလည်းစိုးရိမ်ပူပန်မှုကင်းနေတယ်အခုချိန်မှာတော့သူမကတန်းတွေရှိနေတဲ့အတွက်အရှက်ရတာဇမောက်မဟုတ်ကဲရဲခံရတာမျိုးတွေမရှိတော့တာကြောင့်အယန်းကိုမှပျော်ရွှင်နေရတာပါ လူတယောက်ရဲ့ခေါင်းကညစ်ပတ်ပြီးတော့တန်းတွေရှိနေတဲ့ဆိုရင်အရှက်ရစရာကိစ္စတွေနဲ့ရင်ဆိုင်ရမှာအမှန်ပါပဲ။ဒါပေမဲ့လည်းမိသားစုလူမှုအတိုင်းဝိုင်းနဲ့ဆရာဝန်ကြီးစီကနေပြီးတော့မှန်ကန်တဲ့ကုသမှုကိုရယူပါ။ဒါဆိုရင်တော့အဲ့ဒီတန်းထိုးတဲ့တန်းကိုထောင်မရကင်းဝေးနိုင်ပြီးတော့တန်းဆောင်ဖြစ်တဲ့ရောဂါတွေကိုလည်းရှောင်ရှားနိုင်သွားပါမယ်။တန်ရှင်းတက်ရက်ပြီးတော့မှဘဝကိုလည်းမကြမညွန့်နဲ့နေထိုင်သွားနိုင်မှာအမှန်ပဲဖြစ်ပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်